ညချင်ပါရှင် KTFM နာတော်သားဆင်သူများနဲ့ Greening ပြည်သူပြည်သားများအားလုံးဂျမပီကင်ကြပါစေရှင်ဒီနေ့ဇွန်လ17ရက်ဗုဒ္ဓဟူးနေ့ညပိုင်း KTFM မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါရမယ်ဒီနေ့အစီအစဉ်ကိုကျမမောင်ညာမကတာဝန်ယူတင်ဆက်ပေးသွားပါမယ်ရှင်ဒီနေ့မှနားဆင်ရမှာကတော့ ဖဲခုံညောင်ရွှေနယ်ဆက်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိနေတဲ့ဆိုရက်တည်င်းနဲ့အတူမိုးလေဝသကြိုတင်ခက်မှန်ချက်တွေကိုနားဆင်ကြရမှာပါအဲ့ဒီနောက်မှာတော့သူတအဖျားဖျားစီစဉ်ကနေပြီးအဆုံးစီရင်ခြင်းကအဖြစ်တစ်ခုမဟုတ်ပါဆိုရက်အကြောင်းနဲ့အတူဒီမုံဆူမြင့်ရဲ့အရှိချမ်းမရောက်ချပေးနေတဲ့ကုံစင်းနှုံးတည်င်းကိုလည်းနားဆင်ကြရမှာပါအခုအရင်ဆုံးတော့ကန်ထရောဝတီထမ်းရဲ့တည်င်းတွေကိုပြောပြပေးသွားပါမယ်ရှင် ရှမ်းပြည်တောင်ပိုင်းဖဲခုံညောင်ရွှေနယ်ဆက်မှာလက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံတာတွေလည်းရှိတယ်လို့ဒီကနေ့ဇွန်လ17ရက်နေ့မှာဖဲခုံ PDF 1006တပ်ရင်းကနေအသိပေးထုတ်ပြန်ထားပါတယ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိခဲ့ပြီးစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် PNO တပ်ဖွဲ့ဖက်က9ဦးထက်မနည်းသေဆုံးကဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ် အဲ့ဒီဖက်ခုံမြောင်ရွှေနယ်ဆက်တိုက်ပွဲဟာပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့ကတော်လရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ညောင်ရွှေမြို့နယ်ရေပူကျေးရွာအတွင်ကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေကအင်အားအလုံးအရင်နဲ့စစ်ကြောင်ထိုးလာခဲ့တာပါဇွန်လ၂ရက်နေ့ကစပြီးမြေပြင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ကလက်ရှိအချိန်ထိတိုက်ပွဲဖြစ်ပွားတာက၁၀ရက်ဝန်းကျင်ကြာမြင့်နေပြီဖြစ်ပါတယ် စကောင်စီနဲ့ပြည်သူ့စစ် PNO ရဲ့ထိုးစစ်တွေကြောင့်လက်ရှိမှာလဲဖဲခုံညောင်ရွှေနယ်ဆက်အပြင်ကရင်ကကုံတောင်ကြီးရွာမှာလဲတော်လရင်တပ်ဖွဲ့တွေစစ်ရေးလှုပ်ရှားမှုတွေရှိနေပြီးဖဲခုံမြို့နယ်တဝဲမှာစစ်ရေးအခြေအနေတွေတင်းမလာနိုင်တယ်လို့ဖဲခုံ PDF 1006တရင်ကထုတ်ပြန်ချက်မှအတိအပဖော်ပြထားပါတယ်ဒါအပြင် PNO ပြည်သူ့စစ်ကောင်တွေဦးဆောင်လမ်းပြမှုနဲ့စစ်ကြောင်းထိုးနေတဲ့ခြေရွာကပြည်သူတွေကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းတာ ငွေကြေးအသင်းအဓမ္မတောင်းခင်တာတွေပြုလုပ်နေတဲ့အပြင်ညင်ပန်နှိပ်စက်မှုတွေလုပ်နေတယ်လို့ဆိုပါရယ်အဲ့ဒီလောက်ရက်တွေကြောင့်တိုက်ပွဲဖြစ်ပွားရနေရတဲ့အနည်းအနာဝန်းကျင်မှာနေထိုင်တဲ့မိဘပြည်သူတွေအနေနဲ့ကာကွယ်ရေးတပ်တွေကနေအတိပေးထုတ်ပြန်ထားတဲ့စစ်ရေးတတိပေးတွေကိုမိမိတို့လုံခြုံရေးအတွက်လိုက်နာဆောင်ရွက်ပေးကြဖို့ဖဲခုံ PDF 1006တက်ရင်ကတိုက်တွန်းထားပါရယ် ရေမတစ်ဆင့်ကူးဆက်တတ်သောယောဂါတွေကိုကာကွယ်ရန်ငလီလှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားတတ်တဲ့ရေကနေတစ်ဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်နိုင်ဖို့အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ရပါမယ်။အစားအစာပြည့်စင်ချက်ပြုတ်နေစေ အစားအစာမစားမီနဲ့အိမ်သာအသုံးပြုပြီးတိုင်းလက်ကိုဆက်ပြနေဆွေးပါ။တက်ရှင်တော့ရေရရှိဖို့ကြိုချက်ထားသောရေကိုတောက်သုံးပါ။ တတ်ရှင်သောရေဖြစ်ပြုတ်လုထားတဲ့ရေခဲချောင်းနဲ့ရေခဲတွေကိုသာစားသုံးပါတောက်သုံးရေကိုအဖုံးပါပြီးတတ်ရှင်သောဘူးအိုကန်တွေမှာတုံလောက်ထားပါရေပိုက်တွေနဲ့ရေတိုးလောက်ကန်တွေကို ပုံမှန်ဆေးကြောပါတေးချာစွာချက်ပြုတ်ထားတဲ့အစာအစာတွေကိုသာစားသုံးပါအသီးအနှံတွေနဲ့အသီးရွက်တွေကိုတေချာစွာဆေးကြောပါရေလုံအင်တာအသုံးပြုပါ တွေ့ရနေရကနေမစင်စုပစ်တာကိုရှောင်ကြည့်တင်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအဒီဆာယာစီမံခက်ခွဲရေးဝန်ကြီးဌာနရဲ့မနေ့ပြန်ဇွန်လ12ရက်နေ့အတွင်မိုးလေဝသချုပ်တင်ခမှန်ချက်တွေကိုပြောပြပေးသွားပါမယ်ဘင်္ဂလားပိလေအော်ချင်းနေမှာတော့ကပ်ပလီပိလေပြင်းတဲ့ဘင်္ဂလားပိလေအော်တွေမှာ ိန်အသင်အသင်ကနေတိန်ထူထက်နိုင်ပြီးမောက်တုံးလင်းဟာအာအသင်အသင်ကနေအာကောင်းနိုင်ပါတယ်။ပြည်လဲပြည့်အချိန်တွေမှာတော့ရခိုင်ကန်ယူတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေးတွေမှာအနောက်အနောက်တောင်ဘက်ကနေလီဟာတနိုင်9မိုင်ကနေ10မိုင်ခန့်ထိတိုက်ခိုက်နိုင်ပြီးလိုင်းအနှင်းငယ်ကနေလိုင်းအသင်အသင်ရှိနိုင်ပါတယ်။တနင်္သာရီကံယွန်းတန်းဖက်မှာတော့လီဟာအနောက်အနောက်တောင်ဘက်ကနေ တနိုင်း25မိုင်ကနေမိုင်30ခန့်ထိတိုက်ခိုက်နိုင်ပြီးလိုင်းအသင့်အသင့်ကနေလိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ် ကရင်နီပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာတော့နေရာအနှံ့အပြားမှုတစ်ချုံရွာသွန်းနိုင်ပြီးတချို့ဒေသတွေမှာတော့နေရာကွက်ပြီးမူကြီးနိုင်ပါတယ်။စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့နေရာဆက်စိတ်မှုတစ်ချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ သားနှစ်ဦးမိမိကိုယ်ကိုမိမိအဆုံးစီနေတဲ့ဖြစ်စဉ်ဟာဒီနေ့ဖေဖော်ဝါရီလထဲမှာပဲဂရင်းနီတီမှာဖြစ်ပွားခဲ့ပါတယ်။အသက်33နှစ်ခန့်ရှိတဲ့တော်လာရေးရဲဘော်သူဦးကဖေဖော်ဝါရီလ9ရက်နေ့မှာ ကိုယ့်ကိုယ်ကိုအဆုံးစီမှုဖြစ်ခဲ့ပြီးအသက်16နှစ်ရွယ်စစ်ဘေးရှောင်မျိုးသားတဦးကတော့17ရက်နေ့မှာကိုယ့်ကိုယ်ကိုအဆုံးစီရသွားခဲ့ပါတယ်။သူတေတနာတွေရဲ့တွေ့ရှိချက်အရမိမိကိုယ်ကိုအဆုံးစီရသူအများစုဟာစိတ်ကြယောဂခံစားနေရသူတွေဖြစ်တယ်လို့ပြောပါတယ်။ စိတ်ဖိစီးမှုအများများလာတဲ့လူတစ်ယောက်ကစိတ်ကြယောဂါကို ခံစားလာရပါတယ်။စိတ်ကြယောဂါကိုမကူကြပဲသူတို့ကနောက်ဆုံးမှာတော့တေချင်းတရားကိုလွတ်လန်းတစ်ခုလို့မြင်ပြီးရွေးချယ်သွားကြတာပါ။ဒါကြောင့်ဒီတစ်ပတ်သုတဖြတ်ဖြာခန္ဓာကနေပြီးအဆုံးစီရခြင်းကအဖြစ်တစ်ခုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်မနဲ့အတူမွန်ညားမှာကပြောပြပေးပါမယ်။ဒီအကြောင်းအရာကို NUGMOH ဒေါက်တာ528နဲ့ Hello ဆရာဝန်ကနေကိုးကားပြောပြသွားမှာဖြစ်ပါတယ်။မောင်ညာမရေလူတယောက်ကမိမိကိုယ်ကိုမိမိအဆုံးစီရတဲ့အခါမှာသူ့ကိုယ်သူအဆုံးစီရခင်မှာအရင်ဆုံးအနေနဲ့စိတ်ကြယောဂါကိုတွေ့ရတယ်လို့သိရတယ်။ဆိုတော့စိတ်ကြယောဂါဆိုတာဘာလဲဆိုတာကို KGF ဗရိတ်ကတ်တွေကိုပြောပြပေးရအောင်။ ဟုတ်ကဲ့ပါဝမ်းနည်းပူဆွေးမှုကိုအချိန်အကြာကြီးဆက်တိုက်ခံစားနေရပြီးပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုလျော့သွားတာကိုစိတ်ချယောဂါလို့သတ်မှတ်ကြပါတယ်ကပ္ပကျမကြီးအဖွဲ့ကြီးကမြန်မာနိုင်ငံမှာကောက်ယူထားတဲ့စစ်တမ်းအရာ2014ခုနှစ်မှာစိတ်ချယောဂါခံစားနေရတဲ့သူအရေအတွက်ဟာလူဦးရေတစ်ထောင်မှာ6ဦးခန့်ရှိနေတယ်လို့သိရပါတယ်စိတ်ကြဝေဒနာဖြစ်ရခြင်းဟာမျိုးရိုးဗီဇနဲ့နေထိုင်ရာပတ်ဝန်းကျင်တွေနဲ့လည်းဆက်ဆက်မှုရှိနိုင်တယ်လို့ ုတေသနပညာရှင်တွေကတော့ပြောထားပါဗျ။ဟုတ်ပါတယ်။စိတ်ချယောဂဖြစ်စေတဲ့အကြောင်းရင်းကိုတုတေသနတွေကမတွေ့ထားပေမဲ့စိတ်ဖိစီးမှုကအဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ပြောဆိုထားပါဗျ။ဖိအားတစ်ခုနဲ့ကြုံလာတဲ့အခါအုံနောက်အဖွဲ့အစည်းကနေစိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။အဲ့ဒီဟော်မုန်းထွက်လာရင်တော့နှလုံးတွေခုန်မြန်လာမယ်၊ကြက်သားတွေတင်းလာမယ်၊တွေးပေါင်တက်လာမယ်။ အသက်ရှူမြင်လာမယ်စိတ်ဆက်လာမယ်စတာတွေကိုဖြစ်နိုင်ပါတယ်အဲ့ဒါကိုရင်ဆိုင်မလားထွက်ပြေးမလားတုတ်ပြန်မှုလို့ခေါ်ပါတယ်စိတ်ဖိစီးမှုရဲ့တုတ်ပြန်မှုတစ်မျိုးဖြစ်ပါတယ်စိတ်ဖိစီးတာကြောင့်အလုတ်ကိစ္စတစ်ခုကိုချက်ချင်းပြီးအောင်ထားလောက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကိုရည်တွမှာတော့တုတ်ပြန်မှုစွမ်းဆောင်ရည်တွေတိုးလာစေတယ်လို့ဆိုပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့အန္တရာယ်တစ်ခုလို့ဖြစ်လာပါတယ် ဟုတ်ပါတယ်စိတ်ဖြစ်စီမှုကြောင့်ဖြစ်လာတဲ့စိတ်ကြားယောဂနဲ့လက်ရှိမြန်မာပြည်တွင်းရဲ့အနေအထားကိုဆက်ပြောရအောင်ပါစစ်ပတိပခအကျိုးဆက်ကြောင့်မြန်မာနိုင်ငံမှာတော့စီးပွားရေးလူမှုရေးအဖက်ဖက်ကချို့ချုံကျနေပါတယ်တော်လရင်နယ်မြေတွင်မှာလည်းအလောက်အကန့်ရှားပါမှုဖြစ်အားမိသားစုဖြစ်အားအချဲ့ရေဖြစ်အားပတ်ဝန်းကျင်ဖြစ်အားစသဖြင့်ဖြစ်အားအမျိုးမျိုးတွေကိုလူငယ်တွေကရင်ဆိုင်ကြုံတွေ့နေကြရပါတယ် မြမလူဦးရေ73.3တန်းကစာနာရိတ်ခါမလုံလောက်မှုနဲ့ကြုံနေရတယ်လို့ကမ္ဘာစာနာရိတ်ခါအဖွဲ့ WFP က2024ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ဘေးရှောင်နေတဲ့လူထုတွေကတော့အရင်ကအတိုင်းမဟုတ်တော့ဘဲနဲ့ချွေတာစားတော့နေရတာမိုးမလုံလေမလုံတဲ့တဲအောက်မှာနေထိုင်နေရတာဝေငွေရှာပါတာကုံစင်းလုံးမြင့်တက်တာဘုရားဆင်ရင်မှုဆေးရလာတာဆေးဝါးမလုံလောက်တာ လေကျောင်းအဒီရဲ့မြေမြုပ်မိုင်းအဒီရဲ့လက်နဲ့ကိုင်းတပ်ဖွဲ့တွေရဲ့ဖိအားစလာတွေကြောင့်ကိုစီမှာမမြင်ရတဲ့စိတ်သောကတွေနဲ့ရှင်သန်နေကြရတာပါစိတ်ယောဂခံနေရတဲ့လူတယောက်ဟာ အပြေဘန်းကကြိလိုက်မယ်ဆိုရင်တမ်းမှလိုလူပါပဲအပြေဘန်းမှာပြုံးပျော်နေမယ်ပုံမှန်လိုပဲလှုပ်ရှားသွားလာနေမယ်စကားတွေပြောနေမယ်ဒါပေမဲ့ခံနိုင်ရင်မရှိတော့တဲ့အဆုံးကိုကိုကိုအဆုံးစီရင်ခြင်းကိုရွေးချယ်သွားတဲ့အခါဘေးလူတွေအတွက် အရန်ရုတ်တရက်ဆန်သွားစေပါလိမ့်မယ်။ဒါကအပြင်ပန်းမှမသိပဲပုံမှန်လို့ထင်ရတဲ့လူတွေမှာစိတ်ရောဂါရှိနိုင်တယ်ဆိုတာကိုပြသတာပါ။အခြေအနေအရရာကြောင့်တောကများနေသူတယောက်ကိုအပြစ်တင်ဝေဖန်သူကသူ့ကိုစိတ်ကြယောဂါလောကထဲတွန်းပို့နေတယ်လို့ပါပဲ။ဒါဆိုရင်မောင်ညာမှာစိတ်ကြယောဂရဲ့ယောဂလက္ခဏာတွေကဘာတွေလဲဆိုတာကိုဆက်ပြောပေးပါဦး။ကောင်းပါပြီ။လက်ရှိအနေအထားအရာအခြေအနေအဖက်ဖက်ကနေတောကရောက်စရာဖြစ်နေတဲ့ကာလမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုပို့ပြီးတော့တောင်တတိထားပြီးပြုမှုဆက်ဆံတက်ပါတယ်။အာယုံစူးဆိုင်မှုမလုပ်နိုင်တော့တာအချိန်အတန်ကြာအောင်ဝမ်းနေကြေကွဲနေတာကိုယ့်ရဲ့အနာဂတ်ကိုဘလို့မှကောင်းနိုင်မှာမဟုတ်တော့ဘူးလို့မြင်တာကိုကိုကိုအပြစ်ရှိတယ်လို့ခံစားရတာစားတော့ချင်းစိတ်မရှိတာအချိန်ပြည့်အိတ်နေတာဒါမှမဟုတ်အိတ်ဆက်ဖို့ခက်ခဲတာပျော်စရာကိစ္စတွေမှလည်းမပျော်နိုင်တော့တာ ကိုကိုကိုအဆုံးစီရဖို့ကိုပဲသွေးတော်နေတော့တာဆလာတွေကိုလှအတန်ကြာခန်းစားနေရတဲ့လူတယောက်ကစိတ်ချယောဂါကိုခန်းစားနေရတာဖြစ်ပါတယ်စိတ်ချယောဂါခန်းစားနေရပြီလို့တန်တရာရှိလာတဲ့လူတယောက်ကိုပြစ်တင်ဝေဖန်တာတွေကို မလုံမိပါစေနဲ့ကိုကနေလဲသူ့ကိုတက်တာလာအောင်ကုသပေးလို့ရပါတယ်ဟုတ်ပါတယ်အဆုံးစီရချင်းကအဖြစ်တခုမဟုတ်ပါဘူးကိုအနေနဲ့စိတ်ကြယောဂလက္ခဏာရှိနေတဲ့လူတယောက်ကိုတရိထားမိတဲ့အခါ သူပြောစကားကိုဂယုတစိုက်နားထောင်ပေးပါ။သူပြောလာတဲ့စကားကိုကိုကြုံခဲ့ရတဲ့အတွေ့အကြုံဆိုးတွေနဲ့နှိုင်းရှည်ပြီးနှိမ့်သိမ့်မှုပေးမယ်ဆိုရင်လည်းအပြည့်ရှိစိတ်ပုံဝင်လာစေပါတယ်။စိတ်ကြယောဂလက္ခဏာရှိပြီလို့တန်လျာရှိလာမယ်ဆိုရင် သူ့နဲ့နှိစက်ရာဆွေမျိုးသားချင်းကိုလည်းအသိပေးပြီးစောင့်ကြည့်စေနိုင်ပါတယ်။ကိုယုံကြည်ရတဲ့မိတ်ဆွေဒါမှမဟုတ်ဆွေမျိုးသားချင်းတွေကိုလည်းရင်ဖွင့်ပြောဆိုတာတွေပြုလုပ်ခြင်းဖြင့်ကုသနိုင်ပါတယ်။ စိတ်ကြယောဂဟာသူ့ဘာသာသူပျောက်သွားလိမ့်မယ်ဆိုပြီးပြစ်ထားလို့ရတဲ့ယောဂတစ်ခုမဟုတ်ပါဘူး။ဆရာဝန်နဲ့ဆွေးနွေးတိုင်ပီပြီး ကုသမှုမြင်မြန်ခံယူလေးလေးပိုကောင်းလေးလေးပါပဲ။မိသားစုနဲ့ဘေးပတ်ဝန်းကျင်တငယ်ချင်းမိတ်ဆွေတွေကလည်းအားပေးကူညီမယ်ဆိုရင်စိတ်ကြယောဂဟာပျောက်ကင်းတက်တာစေနိုင်ပါတယ်။အဆုံးစီရင်မှုကိုရွေးချယ်လိုက်တာကအသက်ရှင်ကြံရည်တဲ့သူတွေကို ကြီးမားတဲ့စိတ်တန်ရာရကြံခက်စေပါတယ်အဆုံးစီရင်တတ်တဲ့လူတယောက်ကမျိုးရိုးမှလည်းအဆုံးစီရင်ခက်ဖူးတဲ့သူရှိနေတတ်တယ်လို့သူတေသနာတွေကတော့ပြောပါတယ်ဟုတ်ကဲ့ပါမောင်ညာမကြီးဒါဆိုရင်ဒီတစ်ပတ်သူတအဖျားဖျားအစီအစဉ်ကနေပြီးတော့အဆုံးစီရင်ချင်းကအဖြစ်တစ်ခုမဟုတ်ဘူးဆိုတော့အเจ้าအရာနဲ့တင်ဆက်ပေးတာဒီမှာပဲအဆုံးတက်ရအောင်နော်ဟုတ်ကဲ့ပါနောက်တစ်ပတ်ရဲ့တူတာအပြပြအစီအစဉ်မှာ KTF ပြည်သက်တွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ရှင် မင်္ဂလာပါရှင်ပြည်သူအတွက်ပြည်သူဆိုတဲ့အစီအစဉ်နဲ့ KTN Family Center ကိုမိတ်ဆက်ပေးချင်ပါတယ်ဒီအစီအစဉ်ဟာဆိုရင်ဖြင့်ပြည်သူကနေပြည်သူကိုကူချမဲ့အစီအစဉ်ဖြစ်ပါတယ် Social Protection Tax for All Tributes ဆိုတဲ့အဖွဲ့ကနေဦးဆောင်ပြီးပြည်သူအတွက်ပြည်သူဆိုတဲ့အစီအစဉ်ကိုပြုလုပ်ပေးနေတာပါဒီအစီအစဉ်မှာပါဝင်နိုင်တဲ့သူတွေကတော့စစ်ကောင်စီဒါမှမဟုတ်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကနေလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ တာမန်ပြည်သူတွေဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရတဲ့တာမန်ပြည်သူတွေအသိအကျက်ဖမ်းဆီးထောင်ချခံရတဲ့တာမန်ပြည်သူတွေလူသားတိုင်းအဖြစ်ခေါ်ဆောင်ခံရတဲ့သူတွေပြန်ပေးဆွဲခံရတဲ့သူတွေဒါမှမဟုတ်မြေမြုပ်မိုင်းအပါအဝင်ဆက်လက်နဲ့တခုခုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားပြီးအရေးပေါ်အကူအညီလိုအပ်နေတဲ့ပြည်သူတွေအနေနဲ့ပြည်သူ့အတွက်ပြည်သူဆိုတဲ့အစီအစဉ်မှာပါဝင်နိုင်ပါတယ် Tripathi အဖွဲ့ကနေပေးအပ်သွားမဲ့ဝန်ဆောင်မှုပဲဖြစ်စေငွေကြေးဖြစ်စေအကူအညီတွေဟာဖြစ်စေတစ်ခုချင်းစီအပေါ်မှာတုံ့သက်ပြီးပေးမှဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အကူအညီရတဲ့ပုံစံတွေကတော့မတူပါဘူးဒီအစီအစဉ်ဟာကရင်နီအပါဝင်ရခိုင်စကိုင်းနဲ့မကွေးဒေသကပြည်သူတွေအတွက်အဓိကဥတည်ပေးတာဖြစ်ပါတယ်။တာမန်ပြည်သူတွေကသာကူညီပေးတဲ့အစီအစဉ်ဖြစ်တဲ့အတွက်လက်နက်ကိုင်းအဖွဲ့အစည်းတစ်ခုခုပဲဖြစ်စေနိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ တာဝန်ထမ်းဆောင်နေတဲ့သူတွေတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကတော့ဒီအစီအစဉ်မှာအကျုံးမဝင်ဘူးဆိုတာကိုဝန်းနေစွာအသိပေးပါရစေ။ပြည်သူအထွတ်ပြည်သူဆိုတဲ့အစီအစဉ်မှာပါဝင်ဖို့အတွက်ဆက်သွယ်တဲ့အခါမှာကရယကန်ရှင်ကိုယ်တိုင်ဖြစ်စေ မိသားစုဝေးတရားရောက်ကဖြစ်စေဆက်သွယ်ပေးလို့ရပါတယ်မိသားစုဝေးမဟုတ်ပေမဲ့ဒီအဖြစ်အပျက်ကိုကြုံတွေ့ခန်းစားခဲ့ရတဲ့သူတွေကို သိရင်လည်းအဲ့ဒီမိသားစုကို Triple T အဖွဲ့နဲ့ချိတ်ဆက်ပေးလို့ရပါတယ် Triple T အဖွဲ့ကိုချိတ်ဆက်ဖို့ဆိုရင် ဖုန်းနံပါတ်အပေါင်း66 63 943 8959 9ဖုန်းနဲ့ဆက်သွယ်တာပဲဖြစ်စီ Signal Telegram Fiber Line စတာတွေကနေလည်းဆက်သွယ်နိုင်ပါတယ် Messenger ကနေဆက်သွယ်မယ်ဆိုရင်တော့ Triple T အဖွဲ့ရဲ့တရားဝင် Facebook Page ကနေလည်းတွားရောက်ဆက်သွယ်နိုင်ပါတယ်ရှင် စင်းလုံးတည်င်းနိုင်ငံချမ်းငွေလဲလဲနောက်သတင်းတွေကိုပြက်လက်တင်ဆက်ပေးပါရမယ်။ဒီနေ့ဇွန်လ17ရက်နေ့ဒီမွန်ဆိုမျိုးနဲ့အရှိဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စင်းလုံးနဲ့အတူမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချမ်းငွေလဲလဲနောက်တွေကိုဆွစီပြောပြပေးသွားပါမယ်။ခုအရင်ဆုံးတော့ဒီမွန်ဆွေမျိုးနဲ့အရှိဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနှောင်းတည်င်းကိုပြောပြပေးသွားပါမယ် ဆန်တအိတ်မှာတော့တသိန်းချက်ပဲစီအီတူစာ90တာတပူးကို1500ချက်ကျက်သွန်ဖြူတပိတ်တာ1000ချက်ကျက်သွန်နီတပိတ်တာ4000ချက်ခရမ်းချင်တီတပိတ်တာ4000ချက်အာလူးတပိတ်တာ9000ချက်ခရမ်းသီးတပိတ်တာ3000ချက်ဂျင်းတပိတ်တာ1000ချက်မြေပဲဆန်တပိတ်တာ1200ချက်ငရုတ်တီစိန်တပိတ်တာ1000ချက် ငရုတ်သီး6ကလောအော်သီးတပိတ်သား9တောင်ချက်ကွန်းနုဝါတပိတ်သား1တောင်ချက်ကွန်းသီးတပိတ်သား3600ထောင်ချက်လက်ဖက်6တပိတ်သား2600ထောင်ချက်ဖျောင်းတိုင်အထုပ်သေးတထုပ်ကိုတော့1900ချက် family care ဆပြာခဲတခဲမှာတော့3000ချက်ကာဘောလိတ်တောင်2000ချက်အမဲသားတပိတ်သား3တောင်ချက်ဝက်သားတပိတ်သား3000ချက်ချက်သားတပိတ်သား 3000ချက်ဈေးအတည်တည်ရှိတယ်လို့သိရပါတယ်။73စီဈေးနှုန်းတွေကတော့ဓာတ်ဆီလီတာ9000ချက်ဒီဇယ်တလီတာ9500ကျပ်စီနဲ့ရောင်းချပေးနေပါတယ်။အခုပြောပြပေးသွားတဲ့ကုန်စည်နှုန်းတွေနဲ့ဆက်သုံးစည်စည်နှုန်းတွေဟာဒီမုန်းဆွေမြင့်ရဲ့အရှိတ်အချက်မှရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေနဲ့ဆက်သုံးစည်စည်နှုန်းတွေပဲဖြစ်ပါတယ်။ဒီစည်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲရှိနိုင်တယ်လို့ရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးလဲ ဈေးနှုန်းကွာဟာမှုအနည်းငယ်ရှိနိုင်ပါတယ်ဒီနေ့ဇွန်လ17ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝေလေလေနိုတွေကိုဆက်လက်ပြောပြပေးသွားပါမယ် American dollar မှာတော့ဒေါ်လာကိုဒီနေ့ရဲ့ဝယ်ဈေး4390ချက်ရှိပြီးရောင်းဈေးမှာတော့4450ချက်ပေါင်းဈေးနဲ့ ဒီနေ့မှာ American Dollar ဈေးအနည်းငယ်တက်လာပါတယ်။မနေ့ကဇွန်လ10ရက်နေ့ American Dollar ဝယ်ဈေးဟာ4380ကျပ်မှာဝယ်ဈေးရှိနေခဲ့ပါတယ်။ Euro Sterling မှာတော့တပေါင်ကိုဒီနေ့ရဲ့ဝယ်ဈေး4995ကျပ်ရှိပြီးရောင်းဈေးမှာတော့9100ကျပ်ပေါက်ဈေးနဲ့ဒီနေ့မှာဈေးအနည်းငယ်တက်လာပါဗျ။မနေ့ကဇွန်လ10ရက်နေ့ Euro Sterling တပေါင်ဝယ်ဈေးဟာမြန်မာကျပ်ငွေ 4,995ကျပ်မှာပေါင့်ဆင်းရှိနေခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့3,385ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3,435ကျပ်ပေါင့်ဆင်းတဲ့စင်ကာပူဒေါ်လာဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကစပြီးဈေးငွေနေတာကိုတွေ့ရပါတယ်။ထိုင်းတစ်ပတ်မှာတော့ဒီနေ့ရဲ့ဝယ်ဈေး134.13ကျပ်ရှိပြီးရောင်းဈေးမှာတော့136.99ကျပ်ပေါင့်ဈေးနဲ့ ထိုင်းဘက်ပေါက်စီဟာဒီနေ့မှစီအနေငယ်ပြန်သက်လာပါတယ်။မနေ့ကစွန်းလောက်10ရက်နေ့ထိုင်းတဘက်ဝယ်စီဟာ133.33ကျပ်မှာဝယ်စီရှိနေခဲ့ပါတယ်။ဂျပန်တယန်းမှာတော့ဒီနေ့ရဲ့ဝယ်စီ30.13ကျပ်ရှိပြီးရောင်စီမှာတော့30.84ကျပ်မှာပေါက်စီရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာဂျပန်တယန်းဝယ်စီဟာ30ကျပ်ဝန်းကျင်မှာပေါက်စီရှိနေခဲ့ပါတယ်။ မလေးရှားရင်းကစ်မှာတော့1035ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့1050ကျပ်ပေါင်ဈေးနဲ့မလေးရှားရင်းကစ်ပေါင်ဈေးဟာပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကလေးကဈေးငယ်နေတာကိုတွေ့ရပါတယ်။တရုတ်တရွမ်မှာတော့ဒီနေ့ရဲ့ဝယ်ဈေး630ကျပ်ပေါင်ဈေးနဲ့ဒီနေ့မှာဈေးအနည်းငယ်ပြန်သက်လာပြီးရောင်းဈေးမှာတော့623ကျပ်မှာပေါင်ဈေးရှိနေပါတယ်။မနေ့ကတရုတ်တရွမ်ဝယ်ဈေးဟာ 609ချက်မှသာဝယ်ဈေးရှိနေခဲ့ပါတယ်။ကိုရီးယားဝန်ဈေးမှာတော့ဒီနေ့ရဲ့ဝယ်ဈေး3.13ချက်ပေါက်ဈေးရှိပြီး ရောင်းဈေးမှာတော့3.19ချက်မှပေါက်ဈေးရှိနေပါတယ်။ ခုပြောပြပေးသွားတဲ့နိုင်ငံချောင်းွေလေလေနှုတ်တွေဟာလည်းဇွန်လ17ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလေလေနှုတ်တွေကိုစုစည်းပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ငွေဈေးတွေဟာအကောက်ချင်းချင်းလွဲပြားမှု၊နေရာဒေသကွဲပြားမှု၊အရွက်ရောင်းဝယ်မှုအရာပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်တယ်လို့အချိန်နဲ့အမျှဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်နိုင်ပါတယ်။ ်စွန်လ17ရက်နေ့ဒီမွန်ဆွေမျိုးနဲ့ရှေ့ဘက်ချမ်းမှာရောင်းချပေးနေတဲ့ကုံစင်နှုတ်တည်နေတဲ့အတူမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလေလေနှုတ်တွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဇွန်လ17ရက်နေ့အတွက် KTN FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပါ KTN FM ကိုနားဆင်ခဲ့ကြတဲ့တဦးချင်းစီကိုကျေးဇူးတင်ပါတယ်သောတာရှင်များနဲ့ Greening ပြည်သူပြည်သားများအားလုံးစစ်အာဏာရှင်ဘီကနေအမြင့်ဆုံးလူမြောက်ပြီးဘင်းကင်းလုံချုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မမောင်ညားမှာကတာဝန်ယူတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်